ီဗီဒီယိုဖိုင်တွေကအမျိုးသမီးကိုတတိထားကြည့်ကြည့်လိုက်ပါ သူကတော့အသက်24နှစ်အရွယ်ကော်ရီရေဆာပါသူဟာအထက်တန်းကျောင်းကဆရာမလေးပဲဖြစ်ပါတယ်သူမကတော့မကြခင်လာမယ့်စာမေးပွဲအတွက်ကျောင်းသားတယောက်ကိုနောက်ကျတဲ့အထိကူညီတင် जा ပေးပြန်တော့အင်တာကိုတွားဖို့ထွက်လာခဲ့တာပါစကံပိုင်းလောက်အကြောင်းမှာပဲအတူတူရှိနေခဲ့တဲ့ကျောင်းသားတယောက်ဟာမကောင်းတဲ့ရွေချက်တစ်ခုနဲ့အတန်းထိတ်ကနေထွက်လာခဲ့ပါရင်သူကဆီယာမရဲ့အနောက်ကိုတိတ်တိတ်ကလေးလိုက်လာခဲ့တော့ပါ ဒါပေမဲ့စင်းကြံအစုံကကင်မရာကိုမြင်လိုက်ပြီးတော့သူခဏလောက်ရက်ပြီးပြန်ဆုတ်ခွာသွားခဲ့ပါရင်မကြခင်မှာသူပြန်ပြီးထွက်လာခဲ့ပါပြီဒီတခါတော့သူ့ရဲ့ခေါင်းပေါ်မှာဟူဒီကိုစောင်းထားခဲ့တာပါအမျိုးသမီးအိတ်တာဖက်ကိုတွိုင်းနေပဲသူ့ရဲ့လက်အိတ်တန်ကိုလည်းဆွတ်ပါရင်အဲ့ဒီနောက်လက်ထဲမှာဘူးဖွင့်တဲ့ဓာတ်ချောင်းကိုတင်းတင်းကျပ်ဆုတ်ကင်ထားပါရင်အင်တာထဲမှာသူလုတော့မဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုအတွက်တစ်တေးစိတ်ပြင်စင်နေခဲ့တာပါ၁၇မိနစ်လောက်ကြာပြီးတော့ဒီကောင်လေးကတယောက်တည်းပြန်ထွက်လာခဲ့ပြီး အဆောင်အပြင်ကိုအမြန်ဆုံးထွက်သွားပါလိမ့်ဒါပေမဲ့သူ့ရဲ့အလုပ်ကမပြီးသေးပါဘူးခဏအကြာမှာဝတ်စုံပြောင်းပြန်တော့ဆ ्याम မကိုနောက်ဆုံးတွေ့ခဲ့ရတဲ့အင်တာဖက်ကိုအမိုက်ပုံးတစ်ခုကိုတွန်းပြီးတော့ယူလာခဲ့ပါလိမ့်သူပြန်ထွက်လာတဲ့အခါမှာအမိုက်ပုံးကတိတိတေတာကိုလေးနေခဲ့ပါပြီဘေဒူးကမှတတိမထားမိဘေဒူးကမှမမေးပဲကျောင်းဝအပြင်ဖက်ကိုတွန်းထုတ်သွားခဲ့ပါလိမ့်ဒီအမိုက်ပုံကမြို့တစ်ခုလုံးကိုထာဝရပြောင်းလဲပြင်မဲ့ကြောက်ဖို့ကောင်းတဲ့လိုအပ်ချက်တစ်ခုကိုတစ်တော်သေးစီဆွဲခေါ်တွားနေခဲ့ပါပြီ အသက်24နှစ်အရွယ်ကော်လင်းရစ်ဆာဟာသူ့ရဲ့ဒုတိယနှစ်သင်ကြားရေးကာလမှာရှိနေခဲ့တာပါ။သူကဆရာမတစ်ယောက်မှရှိတင်တဲ့အရေးအချင်းတွေအကုန်လုံးရှိပါရင်းသင်ချာကိုဆရာထက်တန်ပြီးတော့ကျောင်းသားဝေကိုစာသင်ခန်းအပြင်မှာပါစိတ်ဝင်စားမှုရှိအောင်တွင်တာအပေါ်မှာ algebra ပုံစံဝေကိုပုံမှန်သင်ပေးလေးရှိပါရင်းသူကမိဘဝေဖြစ်တဲ့သွမ်နဲ့ပီကီရိုနဲ့အတူနေထိုင်နေစေပါတို့ရဲ့အိမ်မှာညစာကိုမိသားစုစုံကြီးစားကြတာကအမြဲတမ်းပုံမှန်လုပ်ရုပ်လုပ်စင်ပဲဖြစ်ပါရင်း သူမရဲ့နဝမအတန်းအေဂျင်ဘရာအတန်းထဲမှာဖီလစ်ရှီဆမ်ဆိုတဲ့တန်နစီကနေပြောင်းလာတဲ့ចောင်းသားအသစ်တယောက်လည်းရှိနေပါရင်သူ့ရဲ့မိဘဝေကွာရှင်းထားပြီးရနောက်သူကသူ့ရဲ့အဖေကိုထားခဲ့ပြီးအမေနဲ့အတူမက်ဆာရှူးဆက်ကိုပြောင်းလာရတဲ့အတွက် စိတ်ဓာတ်တွေကျနေပါရင်အယက်ရှိပြီးအာကစားဖက်မှာထူးချွန်တဲ့ဖီလစ်ဟာပရမနဲ့ဘောလုံးအတင်မှာခြေစွမ်းပြခဲ့ပေမဲ့လူမှုဆက်ဆံရေးဖက်မှာဆိုတော့အသာစီးဝေးရှိနေခဲ့ပါရင် ဆရာဝေကသူ့ကိုစိတ်ဖိစီးနေတဲ့ပုံရပြီးတော့တငယ်ရှင်တွေကလည်းတိတ်ဆိတ်တဲ့ဆယ်ကျော်တက်တယောက်လိုပဲသူ့ကိုမြင်ကြပါရင်းသူ့ရဲ့အပြုတ်မှုတွေမှာအကျန်းဖက်မဲ့အရေးလက္ခဏာတစိုးတစမှမရှိခဲ့ပါဘူးသူ့ဘာဝေစီစဉ်နေတယ်လဲဆိုတာပဲဒုက္ခမှမတိကြပါဘူးအဲ့ဒီအင်ကာနေចောင်းစင်းချိန်ကညနေနှစ်နာရီပါကျောင်းသားအများစုကချက်ချင်းထွက်သွားကြပြီးမဲ့ဖီလစ်ကတော့ကြံခဲ့ဖို့ပြောထားပါရင်ဆီယမ်မကော်လင်ကလာမဲ့ဆံမီပွဲအတွက်သူ့ကိုကူညီပေးမယ်လို့ကန့်လန့်ထားတာပါ ဆရာမဝေကစာတင်တဲ့တဝက်မှာဒါမျိုးအကျိန်ပေါင်းများစွာလုပ်လို့ရှိတဲ့ပုံမှန်ကျူရှင်တင်ပေးတာမျိုးပဲဖြစ်ပါရင်ဒီလိုမျိုးကုညိတာကသူမအတွက်နောက်ဆုံးကျင်နာမှုဖြစ်လိမ့်မယ်ဆိုတာကိုသူတို့နှစ်ယောက်လုံးမတိခဲ့ကြပါဘူးဒီလိုနဲ့ညနေ6:00နာရီခွဲလောက်မှာတော့အဖေလေးရဲ့အမေဖြစ်သူဒီနာခူဆန်ကဇွိမ့်တဲ့စိတ်နဲ့တန်ဗာရဲစခန်းကိုရောက်လာခဲ့ပါရင်သူ့ရဲ့သားကဘောလုံးလေးကျင်ရေးကိုမလာတဲ့အကြောင်းညစာစားချိန်အထိအိမ်လဲမပြန်လာသေးဘူးဆိုတာကိုပြောပြလာခဲ့ပါရင် တနေစီကနေပြောင်းရွှေ့လာရတာကိုစိတ်မပျော်တဲ့အတွက်သူထွက်ပြေးသွားတာမျိုးဖြစ်မလားဆိုပြီးတော့သူမကဇွိနေခဲ့တာပါရဲရရှိဝေကလည်းအချက်လက်တွေကိုမှတ်သားထားလိုက်ပြီးပုံမှန်အတိုင်းလူပြောင်းရှာပေမှုစတင်တော့ပါရီတချိန်တည်းမှာပဲမိုင်ပေါင်းများစွာဝေးကွာတဲ့ရိစာမိသားစုကလည်းထိတ်လန့်ဇွိမှုတွေဖြစ်နေကြပါပြီကော်လင်းဟာမိသားစုညစာကိုဘယ်တော့မှပြက်ကွက်လို့မရှိပါဘူးဖုန်းခေါ်ရင်လည်းအမြဲတမ်းဖြေလို့ရှိပါရီအဖေဖြစ်သူတွန်ရိစာကအကြောင်းကိုမောင်းတွားလိုက်ပြီးတော့အဆူဆုံးဖြစ်ရက်ကိုအတီးပြုတ်လို့ဖြစ်သွားခဲ့ပါရီ ွေ့ရသမီးကားကပုံမှန်နေရာမှာပဲရှိနေခဲ့ပေမဲ့ဂျောင်းအဆောင်ကတော့တောက်ခတ်ထားခဲ့ပြီးမောင်နေတာကိုတွေ့လိုက်ရတာပါည7:20မိနစ်မှာရီစာမီသားစုကသရေရသမီးပျောက်ဆုံးတဲ့အကြောင်းတိုင်ကြားလိုက်ပါရင်အခုဆိုရင်ရဲဝေစီမှာအထက်တန်းဂျောင်းတစ်ခုထဲကနေပျောက်နေခဲ့တဲ့ဆီယာမနဲ့ပျောက်နေခဲ့တဲ့ဂျောင်းသားစုပြီးအမှုနှစ်ခုရှိသွားခဲ့ပါပြီစုံစမ်းစစ်ဆေးရမှုတွေကအချက်လက်တွေကိုရှင်းကြည့်လိုက်တဲ့အခါမှာကြောက်ဖို့ကောင်းတဲ့အချက်တစ်ခုပေါ်လာတော့ပါပြီ။ အတိပြုထားတဲ့နောက်ဆုံးမြင်ရတဲ့လူနေရောက်စလုံးဟာတစ်ချိန်တည်းမှာပဲအတန်းတခန်းထဲမှာရှိနေခဲ့တာပါစုံစမ်းရေးမှုတွေကဆဲဖုန်းမှတ်တမ်းတွေကိုချက်ချင်းပဲတောင်းယူစစ်ဆေးပါရီကော်လင်းရဲ့ဖုန်းကကြောင်းအနီးမှာနောက်ဆုံးလှုပ်ရှားမှုပြခဲ့ပြီးပျောက်ကွယ်သွားခဲ့တာပါဖြက်စည်းခံလိုက်ရတာဒါမှမဟုတ်တိတ်ထားတာဖြစ်နေပါရီဖီလီရဲ့ဖုန်းကတော့လုံးဝကိုကွဲပြားတဲ့အကြောင်းအရာပြောပြနေခဲ့ပါရီသူ့ရဲ့ဖုန်းကအဲ့ဒီညနေမှာဒန်ဗာမြို့လေကဟိုလီဝုဒ်ဟစ်သရိုက်တာအနာကတာဝါတိုင်းနဲ့ချိတ်ဆက်နေခဲ့တာပါ ရာရှိဝေကရုပ်ရှင်ုံကိုအမြန်ဆုံးတွားရောက်ခဲ့ပေမဲ့အသက်16နှစ်အရွယ်ကောင်လေးကတော့ထွက်သွားနေမှာပြီးရှာဖွေမှုကအနားမှာရှိတဲ့မြို့ရီအထိချဲ့ထွင်လိုက်ကြပါရင်ညနေ12:30မိနစ်မှာတော့ကျင်းလက်ရဲရာရှိတယောက်ကအဲ့ဒီအချိန်မှာအန်ဒီရဲ့များတဲ့အဝေးပြေးလမ်းမကြီးဖြစ်တဲ့အမတ်တစ်လမ်းအပေါ်မှာတယောက်တည်းလမ်းလျှောက်နေခဲ့တဲ့ပုံရိပ်ကိုတွေ့လိုက်ရပါရင်ဒါဟာအင်္ဂနိမိုင်ပေါင်းများစွာဝေးကွာတဲ့တောင်ဖက်ကိုရှောက်နေခဲ့တဲ့ဖိလစ်ဖြစ်နေခဲ့ပါရင်အရာရှိတွေကအလုံချွေးရအတွက်သူ့ကိုပုံမှန်ခန္ဓာကိုယ်စစ်ဆေးမှုလုပ်ခဲ့ပါရင် ဖီလီရဲ့အိတ်ကအထဲမှာဆိုရင်သူတို့တွေးလိုက်ရတာကသွေးဝေပေးနေခဲ့တဲ့ဓာတ်တစ်ချောင်းမှာဖီလီကိုချက်ချင်းပဲဖမ်းလိုက်ကြပါရီးရဲဘေကသူ့ရဲ့ဂျောဘွေးကိုရှာဝေလိုက်တဲ့အခါမှာစိတ်အနှောက်အယှက်ဖြစ်စရာမြင်ကွင်းကိုမြင်လိုက်ရပါရီးကွန်လင်းရစ်ဆာရဲ့ခရစ်ဒစ်ကတ်တွေရင်မောင်းလိုက်စင်းတဲ့အမျိုးသမီးအသွင်းခံပေါင်းမိတဲ့တဲ့ကိုတွေးလိုက်ရတာပါဒါဝေကအចောင်းသားတယောက်အပြည့်ကင်းစင်စွာပိုင်ဆိုင်နိုင်တဲ့ပစ္စည်းတွေမဟုတ်ပါဘူးဒါဝေဟာလူတတ်မှုအောင်မြင်တဲ့အကြောင်းပြသတဲ့တစိမ့်တွေပဲဖြစ်ပါရီး စုံစမ်းစစ်ဆေးရမှုတွေကဒါအပေါ်ကသွေးအကြောင်းမေးတဲ့အခါမှာဖီလီယာအဖြေကတော့ခံစားချက်မရှိပဲပြေပြစ်နေခဲ့ပါရင်အဲ့ဒီကောင်မလေးဆိုပြီးဖြေဆိုခဲ့တာပါသူနိုင်ပိုင်းအလိုကမှတတ်ခဲ့တဲ့24နှစ်အရွယ်ဆီယာမကိုရည်ညွှန်းပြီးပြောလိုက်တာပါသူကစုံစမ်းစစ်ဆေးရမှုတွေကိုဆီယာမရဲ့အလောင်းကိုဘယ်နေရာမှာရှာတွေ့နိုင်မှာလဲဆိုတာပြောပြခဲ့ပါရင်ကြောင်းအနောက်ဖက်ကတစ်တော်အထက်မှာရှာဖွေအဖွဲကရှာဖွေမှုကိုဦးတည်လိုက်ကြပါရင်နနဲ့၃နိုင်လောက်မှာဓမီရောင်ဝေကအမောင်ထုကိုထွင်းဖောက်ပြီးတော့နှစ်များစွာသူတို့ကို၆လက်မဲ့မြင်ကွင်းအဖို့ကြာရောက်သွားခဲ့ပါရီ ဝန်လင်းရဲ့အလောင်းဟာတိရွတ်တင်နဲ့အပြက်စီးကြမှာတပိုင်းရဆဖုံးကွယ်လက်တာလဲလျောင်းနေခဲ့ပါရင်သူမကတပ်ဖြဲအာမပြုတ်ကျင့်ခံရပြီးတော့ခန္ဓာကိုယ်အနားမှာလည်းဒါနဲ့အကျိတ်များစွာထိုးတွင်းခံထားရပါရင်စစ်စေးမှုတွေကသူမရဲ့အလောင်းအနားမှာအထက်တန်းကျောင်းသုံးဆွေရအပေါ်မှာလက်ရည်နဲ့ရေးသားထားတဲ့မဆုတဆောင်ကိုလည်းတွေ့ရပါရင်အဲ့ဒီစာသားကဖိလစ်ရဲ့လက်ရည်နဲ့ရေးသားထားပုံရပြီးတော့စာသားတစ်ခုတည်းပါဝင်နေခဲ့ပါရင်မင်းတို့ကငါအလုံးမုန်းတယ်ဆိုပြီးတော့ပါဖိလစ်ကိုဖမ်းဆီးပြီးရနောက်ကိုလင်းရဲ့အလောင်းကိုပြန်တွေ့တဲ့အတွက် စုံစမ်းရေးမှုတွေကရာဆုံးမှုကိုအပြန်အလှန်တိဆောက်ဖို့အကြောင်းရဲ့လုံခြုံရေးကင်မရာကိုလေ့လာခဲ့ပါရီးသူတို့တွေ့ခဲ့တာကကြိုတင်ကြံစီမှုအဆင့်ကိုပေါ်ပြနေခဲ့ပြီးရုပ်တရက်စိတ်ဖောက်ပြန်မှုမျိုးမဟုတ်ဘူးစွာကိုပြသခဲ့ပါရီးဖိလစ်ဟာအဲ့ဒီမနေ့ကအကြောင်းကိုလာကလေးကစုံစမ်းစစ်ဆေးရမှုရဲ့နောက်ပိုင်းမှာလူတိုက်ရန်အသုံးပြုမဲ့ပစ္စည်းတွေပါတဲ့ဂျောဘွေးကိုယူဆောင်လာခဲ့ပါရီးအဲ့ဒီအထဲမှာဆိုရင်ဓာတ်တချောင်းအနဲ့ရောင်မတ်လက်အိတ်နဲ့အဝတ်အစားလဲဖို့အစုံလိုက်ပါဝင်ပါရီးသူဟာတနေ့လုံးအတန်းထဲမှာဒီပစ္စည်းနဲ့အတူထိုင်နေခဲ့တာဖြစ်ပြီးတော့ ကျောင်းတော်ဝေရှင်းပြီးသူ့ရဲ့ပြစ်မှတ်နဲ့တယောက်တည်းကြံခဲ့မဲ့အခိုက်အတန့်ကိုစောင့်ဆိုင်းနေကြတော့ပါဒီလိုနဲ့ကျောင်းဆင်းပြန်တော့သူကကော်လင်းအတန်းထဲမှာကြံနေခဲ့ပါရင်အတန်းနာကနေဖြတ်သွားတဲ့တက်တီတယောက်ရဲ့အဆိုအရသူ့ရဲ့စကားဝိုင်းဟာဖီလီရဲ့မူလနေရဖြစ်တဲ့တန်နေစီအကြောင်းကိုရောက်သွားခဲ့တယ်လို့သိရပါရင်ဒီအကြောင်းအရာကဖီလီကိုတိတိတာစိတ်လှုပ်ရှားစေပါရင်သူကတယောက်တည်းတီးတိုးရရွတ်နေခဲ့ပြီးတော့ကော်လင်းကသူ့ရဲ့မတက်မတာဖြစ်မှုကိုခံစားမိပုံရတဲ့အတွက်စကားပြောဆိုတဲ့အကြောင်းအရာကိုပြောင်းလိုက်ပါရင် ဒီလိုနဲ့ည3:00နာရီခင်းမှာကွန်လင်းဟာဒုတိယထပ်အင်တာကိုတွားဖို့ခွင့်တောင်းခဲ့ပါပြီလုံခြုံရေးဗီဒီယိုဖိုင်အရဖီလစ်ကစက္ကန့်ပိုင်းအကြာမှာပဲအတန်းထဲကနေထွက်လာတာကိုပြသခဲ့ပါပြီသူကဆီယာမရဲ့အနောက်ဇင်းကြံတဲ့လျှောက်လိုက်တွားခဲ့ပြီးတော့လုံချွင်းကင်မရာကိုတတိထားမိတဲ့အတွက်ခဏလောက်ရက်ခဲ့ပေမဲ့မကြခင်မှာဆက်ပြီးလိုက်တွားခဲ့ပါပြီဒီတစ်ခါတော့ဟူဒီကိုဆောင်လက်အိတ်ဆွပြီးဆီယာမအနောက်ကအမျိုးသမီးအင်တာထဲကိုဝင်တွားခဲ့တာပါ၁၇မိနစ်အတွင်းဘာဖြစ်ခဲ့တာလဲဆိုတာနားလည်ဖို့ခဲ့ပါပြီ ဖီလီကကိုလင်ကိုလေဘင်းညက်ပြီးတော့မိမျောလူနီပါဖြစ်စီပါရီပြီးတော့ဓာတ်နဲ့16ချက်ထိုးခဲ့တာပါ၃ချက်ကလေဘင်းသွေးကြောမကြီးကိုပြက်သွားစေခဲ့ပါရီထိတ်လန့်ဖွေရာဖြစ်ရမှာမြည်ရွယ်ပဲမြင်တွေ့ခဲ့ရတဲ့တစ်တစ်တယောက်လည်းရှိခဲ့ပါရီအမျိုးသမီးចောင်းသူတယောက်ကတိုက်ခိုက်နေတဲ့အချိန်မှာအင်တာတဲကိုဝင်လာခဲ့ပြီးနောက်ကျောပေးထားတဲ့ခန္ဓာကိုယ်အောက်ပိုင်းဗလာချင်းနေခဲ့တဲ့လူတယောက်ကိုမြင်လဲရပါရီပပလဲမှာလည်းချွတ်ထားတဲ့အဝတ်အစားတွေရှိပါရီတေးယောက်ကအဝတ်လဲနေတာလို့ယူဆပြီးအနောက်ရှက်မှာပေးလို့တဲ့အတွက်သူကအမြန်ပဲပြန်ထွက်ခွာသွားခဲ့ပါရီ ပေအနေငယ်အကွာမှာသူ့ဆရာမတေလူမျိုးပါဖြစ်နေပြီဆိုတော့မတိခဲ့ပါဘူးလူတမှုဖြစ်ပြီးတော့ဖီလီရဲ့လောရက်တွေကရုတ်တရက်စိတ်ဖောက်ပြန်သွားတယ်ဆိုရဲခုခံခြေပါချက်မျိုးကိုလုံးဝပယ်ချလိုက်ပါရင်ဒီစေကျော်တဲ့ဟာသူဘာလို့ခဲ့တာလဲဆိုတော့ကိုကောင်းကောင်းသိခဲ့ပါရင်သူဟာကြောပိတ်ကိုပြန်ယူဖို့အတန်းတဲကိုပြန်သွားပါရင်ပြီးတော့တေချာစနစ်ကြတန့်ရှင်လို့ပါရင်သွေးစွနေကြတဲ့ဘောင်းမီကိုသူမနဲ့ကထဲလာတဲ့တန့်ရှင်တဲ့ဘောင်းမီနဲ့လဲပါရင်ကောလင်ရဲ့ပိုက်ဆံအိတ်ကိုမွေးနောက်ပြီးခရစ်ဒစ်ကတ်နဲ့ရင်မောင်းလိုင်စင်ကိုခိုးယူကမလိုအပ်တဲ့ပြည့်စည်ဝေးကိုဆွန့်ပြပါရင် ကင်မရာဝီကနေသူ့ရဲ့ကိုရီးကိုတောက်ကိုဖုံးကွယ်ဖို့အနေအောင်မတ်ကိုလည်းဝတ်ထားလိုက်တယ်ပါရင်ရှုပ်ထွေးနေတဲ့အချိန်မှာဖီလစ်ကိုလိုက်ရှာတဲ့ကျောင်းနေဖက်တန်ငယ်ရှင်တယောက်ကစင်းကြမှာသူ့ကိုတွေးခဲ့ပါရင်ဖီလစ်ကစကားမပြောဘဲရှောင်းခဲတွားခဲ့ပြီးတန်တရားမဖြစ်စေဘဲနဲ့သူ့ရဲ့အလုပ်ကိုဆက်လုပ်ခဲ့ပါရင်နောက်တော့သူဟာတန့်ရှိရဲ့ခန်းကိုရှာပြီးအပြာရောင် recycle အမိုက်ပုံးတစ်ခုကိုတွန်းထုတ်ပါရင်လုံချွေးကင်မရာဝီကသူ့ဒါကိုအင်တာအထဲစီတွန်းထဲနေတာအမှတ်တမ်းတင်ခဲ့ပါရင်မိနစ်ပိုင်းအကြာမှာအရန်ကိုမှလေးလံတဲ့ဒဏ်ကိုခံရင်းနေပဲသူ့ပြန်ထွက်လာခဲ့ပါရင် ကော်လင်းအလောင်းကိုအခုအထဲမှာဖုံးကွယ်ထားပါပြီ။သူကအမိုက်ပုံးကိုတက်လီကားစီတွန်းသွားပြီးတော့အောက်ထပ်ကိုဆင်းပြီးတော့ဘေးထွက်ပေါက်ကနေတစ်တော့ဖက်ကိုတွန်းထုတ်သွားခဲ့တာပါ။တစ်ပင်တန်တဲ့ရောက်သွားတဲ့အခါမှာဖလစ်ကကော်လင်းအလောင်းကိုစွန့်ပစ်ခဲ့ပြီး GPS ချီယာခန့်ရင်းကိုပိတ်ပစ်ဖို့သူ့ရဲ့ဖုန်းကိုရိုက်ချိုးခဲ့ပါလိမ့်။ကွဲတွားတဲ့အပိုင်းဆောင်တွေကိုအခင်းဖြစ်တဲ့နေရာမှာထားခဲ့တာကလည်းတူမကိုအမြန်မတွေ့ရှိနိုင်အောင်လှုပ်ဆောင်ခဲ့တဲ့အတွက်ချက်ထားတဲ့လှုပ်ရှားမှုဖြစ်ပါရီ။နောက်ဆက်သွဲလှုပ်ခဲ့တာကတော့သူ့ရဲ့ညံနေညံနဲ့ဘလောက်နဲ့တလဲစွာကိုပြသခဲ့တာပါ။ တူထွက်ပြေးတာဒါမှမဟုတ်ပုံအောင်တာမျိုးမလုပ်ဘဲနဲ့အေးဆေးတည်ငင်စွာနဲ့ရာဆုံးမှုကျွလွန်ရာကနေထွက်ခွာသွားခဲ့ပါရင်သူ့ရဲ့ဥတ္တရာကပုံအောင်ရနေရမှာမဟုတ်ပါဘူးရုပ်ရှင်ုံပဲဖြစ်ပါရင်ညနေ၄နာရီခွဲလောက်မှာသူ့အမေကလည်းဇွိမ့်ပူပန်နေခဲ့ပြီးတဖက်မှာရှိတဲ့ရေဆာမီသားစုကစိတ်ပူပန်လာတဲ့အခါမှာဖီလစ်ကတော့ရုပ်ရှင်လက်မှတ်ရောင်းတဲ့နေရာမှာရက်ပြီးလက်မှတ်ဝယ်ပါရင်သူကမောင်နေတဲ့ယုံအထဲကိုဝင်သွားလိုက်ပြီးတော့ရုပ်ရှင်ထိုင်ကြည့်ခဲ့ပါရင်ရုပ်ရှင်ပြည်တဲ့ညနေ၆နာရီလောက်မှာသူကအနားမှာရှိတဲ့ဝန်ဒီဆိုင်ကိုလမ်းလျှောက်တော့ပါရင် အစားတောက်မှယူပြီးတော့ကော်လင်ရဲ့ခိုးထားတဲ့ credit card နဲ့ပေးချေပါရီးဒီငွေပေးချေမှုကအနောက်ပိုင်းမှာစုံစမ်းစစ်ဆေးရမှုတွေကို digital ခြေရခံလမ်းကြောင်းနဲ့အချိန်မှတ်တမ်းကိုပေးနိုင်ခဲ့ပါရီးစားပြီးတော့သူကမြောက်ဖက်ကိုလမ်းလျှောက်လာခဲ့ပြီးကင်းလဲ့ရဲရရှိတွေကသူ့ကိုမတွေ့မရှင်အမောင်ထဲမှာပဲ US ရှက်မရှိရှောက်တွားနေခဲ့ပါရီးကောလင်ရဲ့အလောင်းကိုစစ်ဆေးချက်အစီရင်ခံစာမှာသူမှခန်းစားခဲ့ရတဲ့အကြံဖက်မှုကိုရှင်းလင်းစွာဖော်ပြပါရီးဈေးဖက်ဆိုင်ရာစစ်ဆေးသူကတည်ဆုံရရှင်အကြောင်းနှစ်ခုကိုဖော်ထုတ်ခဲ့ပါရီး လေပင်ငှက်လို့အသက်ရှူလမ်းကြောင်းပိတ်ဆို့တာနဲ့လေပင်မှာဓာတ်နဲ့ထိုးထွင်းထားတဲ့16ချက်ကနေတွေးထွက်လွန်လာတော့ကြောင်းဖြစ်ပါရင်းသုံးချက်ကသွေးကြောမှကြီးဝေးကိုပြတ်သွားစေခဲ့တာပါဘယ်တန်ရာကအတိအကျတည်စီခဲ့တာလဲဆိုတာကိုမဆုံးဖြတ်နိုင်ပေမဲ့ဖီလစ်ဟာကော်လင်ကိုအရင်အဆုံးတတိမိတဲ့အထိလေပင်ငှက်ခဲ့တယ်လို့ဆိုပါရင်းဒီလိုလှုပ်လိုက်တဲ့အတွက်သူမကဓာတ်နဲ့နောက်ဆက်သွဲတိုက်ခိုက်မှုအတွက်ကာကွယ်နိုင်စွမ်းမရှိတော့ပါဘူး ကောလင်ရဲ့ခန္ဓာကိုယ်ကနေတွေ့ရှိတဲ့ DNA နဲ့ထောက်ထားကသူမဟာအရမကျင့်ခံရတာကိုအတည်ပြုခဲ့ပြီးတော့ဒီနမူနာကဖိလစ်နဲ့ကန့်ညီခဲ့ပါရီဒါပေမဲ့အဆိုးရွားဆုံးရှာဝေတွေ့ရှိမှုကတော့တစ်တော်ထဲကအခင်းဖြစ်ပေါ်ရနေရာကနေရရှိခဲ့တာပါရဲဝေဟာကောလင်ရဲ့အလောင်းကိုတွေ့တဲ့အခါမှာမတင့်လျော်တဲ့အနေအထားမျိုးနဲ့ထားရှိခဲ့တာကိုတွေ့ရပါရီအထောက်အထားဝေကဖိလစ်ဟာသူမကိုတစ်ပင်တန်းထဲဆွဲခေါ်သွားပြီးတဲ့နောက်သုံးပင်ရှိတဲ့တစ်ကိုင်းကိုအတုံးပြုကလိမ်ပိုင်းစရာကျူးလွန်ခဲ့တဲ့အကြောင်းပြသပါရီး ီအချက်ကကြောက်ဖို့ကောင်းတဲ့ဈေးဘက်ဆင်ရမေခွန်းတစ်ခုကိုပေါ်စီခဲ့ပါရင်အဲ့ဒီအချိန်တုန်းကကော်လင်းတရာအသက်ရှိနေသေးရလားဆိုတာမျိုးပဲပါပညာရှင်တွေကတော့သူတို့အသေးစားမပြောနိုင်ဘူးလို့ထွက်ဆိုခဲ့ပါရင်လေဘင်းတရာဝေကတီစီနိုင်တာမှန်ပေမဲ့တီဆုံမှုကအမြဲတမ်းချက်ချင်းဖြစ်ပေါ်တာမဟုတ်ပါဘူးကော်လင်းဟာအမိုက်ပုံးနဲ့ထည့်ပြီးတေဆောင်စင်နဲ့တစ်တော်ထဲမှာတိုက်ခိုက်ခံရတဲ့အချိန်အသက်ရှင်နေသေးတာမျိုးဈေးပညာအရဖြစ်နေပါရီ2015ခုနှစ်လူတက်မှုဖြစ်ပြီးနနစ်အကြာမှာဖီလစ်ကိုတရားစွဲဆိုခဲ့ပါရီ ဗီဒီယိုနဲ့တရားဥပဒေဆိုင်ရာခိုင်လုံတဲ့အထောက်အထားတွေရှိပေမဲ့သူကအပြစ်မရှိကြောင်းငင်းဆိုခဲ့တေးပါရီနောက်ပြီးသူ့ရဲ့ရှင်းနေအဖွဲ့ကဖီလစ်ဟာပြင်းထန်တဲ့စိတ်ကြမ်းမာရေးချို့ယွမှုကြောင့်ရာဇဝမှုဆိုင်ရာတာဝန်ယူနိုင်စွမ်းမရှိဘူးလို့အမှုတိစောက်ခဲ့တေးပါရီခုခံခြေပါချက်ကဖီလစ်ဟာခက်ခဲတဲ့အပြောင်းလဲကာလာရဲ့ဖိအားအောက်မှာပြက်စီးသွားတဲ့စေချိုတဲ့တရားဖြစ်ပုံဖော်ခဲ့ပါရီမိဘဝေကွာရှင်ပြီးရနောက်တနက်စီကနေပြောင်းလာရတာကပြင်းထန်တဲ့စိတ်ကြရောဂါကိုဖြစ်စေတယ်လို့စောရကတက်ပါရီ သူကထောင်ထဲမှာနေတဲ့နဲ့တွက်ချက်တတ်တဲ့လူတတ်သမားမဟုတ်ပဲကုသမှုလိုအပ်တဲ့ယောဂတဲ့ကလေးတယောက်ဖြစ်တယ်လို့လည်းပြောခဲ့ကြပါရီခရိုင်ရှိနေယုံကတော့စိတ်မနှက်မှုစွတ်စွဲချက်ကိုပြပြန်းထံပဲပယ်ချပါရီဖီလစ်ဟာစိတ်ရောဂါဝေဒနာခံစားနေရတဲ့အကူအညီမဲ့တဲ့တားကောင်မဟုတ်ပါဘူးသူကတွက်ချက်တတ်တဲ့လူတတ်သမားဖြစ်ပြီးတော့တတိရှိနဲ့လုတ်ခဲ့တာပါဆက်တနိုင်ကြဆွေးနွေးပြီးတော့2015ဒီဇင်ဘာ15ရက်နေ့မှာကျူရီအဖွဲ့ကသူတို့ရဲ့စီရင်ချက်ကိုပြန်ပြီးခဲ့ပါရီသူတို့ကစိတ်မနှက်မှုနဲ့ပတ်သက်တဲ့ခုခံခြေပါချက်ကိုပေးရှာပါရီ ဖိလစ်ဟာပရမအစင်လူတက်မှုပြင်းထန်စွာအရမကျင့်မှုနဲ့လက်နက်ကင်တို့များတိုက်မှုအတွက်အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါသည်။ဒါပေမဲ့လူတက်မှုအတွက်တော့အသက်၁၄နှစ်အရွယ်ဒီကောင်လေးကိုအရွယ်ရောက်သူတရားအဖြစ်အပြစ်ဝတာဝန်ရှိတယ်လို့တတ်မှတ်ခဲ့ပါသည်။2016ဖေဖော်ဝါရီ26ရက်နေ့မှာတရားသူကြီးကမက်ဆာရှူးဆက်ဥပဒေအရခွင့်ပြုထားတဲ့အမြင့်ဆုံးပြည်ထောင်ကိုချမှတ်ခဲ့ပါရီကော်လင်းကိုတတ်တဲ့မှုအတွက်ဒီလူငယ်ကိုလူငင်းချမ်းသာခွင့်မရှိဘဲတသက်တကျွန်းချမှတ်တာကိုတားမြစ်ထားတဲ့ဥပဒေအရအမြင့်ဆုံးပြည်ထောင်ကိုချမှတ်လိုက်ပါရီ ဒါကဒီအမှုရအဆုံးတက်ပဲဖြစ်ပါရင်ကြီးစုရပြိတ္တများအလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ။